ဒီနေ့2025အောက်တိုဘာ3ရက်နေ့ကျွန်တော်ဖီဦးတေဦးကွယ်လွန်တာ26နှစ်ပြည့်တဲ့နေ့ပါကျွန်တော်ဖီဦးသတိရခြင်းအားဖြင့်ဖခင်နေအားလုံးအတွက်ရွတ်ထားတဲ့ကြပြားလေးတစ်ပုဒ်ရေးထားတဲ့ကြပြားလေးတစ်ပုဒ်ကျွန်တော်ရွတ်ပါမယ်ဖခင် ထန်ပိုးရလွန်းလို့ပခုံးနာမာတဲ့ပခုံးထက်ကယတနာလေးပွန်ပဲ့သွားမှာစိုးရင်လေလူနယ်လွန်းလာတယ်ကွဲပြက်သွားမှာစိုးရင်လေပခုံးတက်ကယတနာလေးပွန်ပဲ့သွားမှာစိုးရင်လေပိုပြီးလေးလေးလန်လန်ထမ်းရတာပိုပြီး ဝေးဝေးလန်လန်ထမ်းရတာပို့ပြီးဂုံယူပါတယ်။အိုးယတနာလေးချစ်စရာယတနာလေးတင့်ကိုထမ်းပိုးရခြင်းအတွက်မောပန်းနွမ်းနယ်ခြင်းမရှိပါ။ဤမှန်သောတစ္ဆာစကားကြောင့်ကျွန်ုပ်ဤယတနာလေးအပိုးတံပါစေတည်း။ Oh, sing, oh. အားလုံးကိုကျေးဇူးတင်ပါတယ်